အားလုံးပဲမင်္ဂလာပါရှင်ကျောတို့အခုမန်ပြေရန်ပြေစိရောယိုတွားရောက်ဖူးမြောင်းနေတယ်အပမင်္ဂလာအောင်ဘိုးဘိုးကြီးရဲ့နန်းကိုလည်းတွားရောက်ကတော့ပြုပါမယ်ရှင်ယခုစေတော့တော့ထောက်ကြံဘက်ကနေပြီးတော့ရန်ကုန်ဘက်ကိုပြည်လန်းတိုင်းလာခဲ့မယ်ဆိုလို့ရှိရင်ခေပင်လန်းခွဲမရောက်ခင်မှာရထားလန်းကုန်းကြော်လေးရှိပါတယ်။အဲ့ဒီဘောကနေအောက်ကိုလှမ်းကြည့်နေတဲ့အခါမှာမြင်ရတဲ့စီဒီဝင်းလေးပဲဖြစ်ပါတယ်။ကားမှတ်တိုင်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့လမ်းထိပ်မှာနိုင်ငံရေးမှတ်တိုင်ရှိပါတယ်ရှင်။ ထောက်ကျန်ဘက်ကနေကားနဲ့လာမယ်ဆိုလို့ရှိရင်တော့ကျတို့အခု꿰တယ်လို့မျိုးဂုံးအောက်ထဲကိုကားပြန်꿰ပြီးဝင်ရပါမယ်။ easy ရောကိုအမိတ်တရာနတ်ကြီးခေါ်မော်ဘီနတ်ကြီးတော့မဟုတ်မော်ဘီဘိုးဘိုးကြီးဟာကြိုက်ခတ်ဖျားဆိုပြီးတော့တီထားကိုးွယ်ခဲ့တယ်လို့လည်းအချို့သမိုင်းတွေမှာတွေ့ရှိခဲ့ရပါတယ်။ရှေးကလေးကတီထားခဲ့တဲ့အခုကြိုက်ခတ်စီရောဟာခစ်ကာလာရွေးရှားမှုတန်းတွေကြောင့်ပြိုကျပျက်စီးပြီးတော့ဖျားငုတ်တူဘွားဖြင့်အချိန်အတော်ကြာရှိနေခဲ့ပါတယ်။ ်မြန်မာတက်ကြဲ1335ခုနှစ်မှာတော့အဘရာကျော်ဆရာတော်ဘုရားကြီးဦးဆောင်ပြီးတော့တပည့်တာဝကတွေကမူရင်တောင်ပို့တရဏာကြံရှိတဲ့ဇေယျတော်ကိုဖြိုဖျက်ပြီးတော့ယခုဇေယျတော်ဖြစ်တည်ထားကိုးခဲ့ခဲ့ပါတယ်ဒီဒီဟောင်းကိုဖြိုချတဲ့အခါမှာလည်းပရပိုက်များနဲ့စင်းသူတော်များတွေ့ရှိခဲ့ရပါတယ်ထို့တွေ့ရှိခဲ့ရတဲ့ဌာပနာပစ္စည်းတွေကိုလည်းဇေယျတော်ကြီးပြန်လည်တိဆောက်တဲ့အခါမှာအထက်ပစ္စည်းများပြန်ပြီးတော့ဌာပနာပြန်သွင်းခဲ့ပါတယ် ကြိုက်ခက်စီရီကနေပြီးတော့ရန်အောင်စီရီဆိုပြီးတော့ပွဲအမည်ပြောင်းခဲ့ပါတယ်ထိုမှတဆင်မြတ်စွာဘုရားဒီမန်အပေါင်းရန်အပေါင်းအောင်မြင်တော်မူသဖြင့်ရန်အောင်စီရီမှတဖန်မန်ပြေရန်ပြေဆုတောင်းပြေစီရောဟု1988ခုနှစ်မှာပွဲအမည်ထပ်မံပြောင်းလဲခေါ်ခဲ့ပါတယ်ရှင်ဖျားသမိုင်းကြောင်းလေးရတော့ကျော်ဖတ်ရှုမှတ်တာသိရှိတဲ့လောက်လေးပြောပြတာဖြစ်တဲ့အတွက်ကြောင့်အမှားရင်းပါခဲ့လို့ရှိရင်လည်းခွန်လို့ပါလို့ကျိုတင်မြတ်တာရက်ခံပါတယ် ကျောင်းနဲ့တူဖျားဝင်းတစ်ခုလုံးကိုလိုက်ပါကြည့်ညို့ဖူးမြော်ရင်းနဲ့ဖျားဝင်းတွင်းတို့မှာရှိတဲ့ထူးခြားမှုတွေကိုလည်းတူတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်နော်။